်ကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မြန်မူထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့သတင်းအကြောင်းအရာတွေကတော့အလင်းဖေးတင်ဒေတာများနှင့်ခရီးသွားဆွဲဆောင်ကြနေရာများသို့ပုံမှန်အတိုင်းတွားချောက်လဲပတ်နိုင်ဆိုတဲ့သတင်းရင်ဝင်းဝေးစပောင်းပြည့်ထားပြီးကလုံးရွှေညောင်ရထားလမ်းပိုင်းခရီးစဉ်အသစ်ပြည့်စွဲမည်ဆိုတဲ့တွင် န်ကုန်တိုင်း၌မိုးကြီးနိုင်ပြီးမြဝကျွန်းပေါ်နှင့်ရခိုင်ကမ်းရိုးအနီး၌ဒေသိုင်းနှုတ်မြင့်နိုင်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းတပုတ်အနေနဲ့ရှီကျင်းဖင်နဲ့ဗလာဒီမာပူတင်တို့ဆွေးနွေးပွဲအပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်ဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါသေးတယ်။ မ္မာဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ငလင်ဘေးတင်ဒေတာများနှင့်ခရီးသွားဆွဲဆောင်ရာနေရာများသို့ပုံမှန်အတိုင်းသွားရောက်လက်ပတ်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်တွင်းပြည်ပမှခရီးသွားဧည့်သည်တွေအနေနဲ့ငလင်ဖေးတင်သေးသားတွေနဲ့ပြည်တွင်းခရီးစဉ်သေးသားတွေခရီးသွားဆွဲဆောင်ရာနေရာတွေကို ပုံမှန်အတိုင်းသွားလာလည်ပတ်နိုင်တယ်လို့ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှအတိပေးကြေညာထားပါသေး မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငလင်ကြီးချောင်းနေပြည်တော်အပေါ်ဝင် စကိုင်းမန္တလေးပဲခူးတိုင်းဒေသကြီးတို့နှင့်ရှမ်းပြည်နယ်တို့မှအသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရပြီးဂူကြီးကဲဆဲရေးနယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအင်းထိုက်အားထိုက်ဆောင်ရွက်လျက်ရှိသလိုအဆိုပါဒေသတွေရဲ့ထိခိုက်ပျက်စီးမှုမရှိတဲ့ဟိုတယ်တွေခရီးသွားအေဂျင်စီတွေဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်းရောက်ဖွဲ့တွေရနေနဲ့ပုံမှန်အတိုင်းလုပ်ငန်းတွေ ပြန်လည်လည် ပတ်ဆောင်ရွက်လျက်ရှိနေပြီဖြစ်တယ်လို့ဆိုပါအထင်။ဒါကြောင့်မြန်မာနိုင်ငံရဲ့ခရီးစဉ်ဒေသတွေရဲ့နဲ့ငလင်ဘေးတင်ရာဒေသတွေမှာငလင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုတွေကိုပြည်တွင်းပြည်ပခရီးသည်တွေကတွားရောက်လေ့လာကြည့်ရှုခြင်းဖြင့်ငလင်ဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ဗဟုသုတတွေရရှိစေနိုင်တဲ့အပြင် အဆိုပါဒေသရှိဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွေကိုတပတ်တလန်းမှအထောက်အကူပြုပြီးဒေသခံတွေရဲ့အလောက်အခါရောက်ခွင့်အလန်းနဲ့ဝင်ငွေတွေတို းပွားရရှိစေနိုင်တဲ့အတွက်ဒေသရဲ့အကျိုးစီးပွားကိုအထောက်ပံ့ဖြစ်စေနိုင်တယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။ငလင်ဖေးတင်ဒေတာတွေကိုတွားရောက်မဲ့ခရီးသွားတွေအနေနဲ့သက်ဆိုင်ရာဒေတာအာနာပိုင်းတွေထံမှအချိန်နဲ့တပြေးညီထုတ်ပြန်တဲ့ကြေညာချက်တွေကိုတရားဝင်သတင်းတွေမှသစင်စောင့်ကြည့်လေ့လာကြဖို့နဲ့ခရီးစရံတွင်ဒေတာဆိုင်ရာညွှန်ကြားချက်တွေကိုလိုက်နာကြရန်အတွက်လည်းတိုက်တွန်းထားပါတယ်ရှင်။ ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ရှင်ရွေးငွေဆက်ကောင်းမိရထားဖြစ်ကလုံးရွှေညောင်ရထားလမ်းပိုင်းခရီးစဉ်အစ်ပြေးဆွဲမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကလောရွှေညောင်ရထားလမ်းပိုင်းမှာပြေးဆွဲမဲ့မိရထားခရီးစဉ်တစ်ကိုကြောင်မီးသွေးသုံးရှေးဟောင်းရှင်တွင်ငွေစကောင်းအသုံးပြုသွားမယ်လို့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှသိရပါထိဒီလိုပြေးဆွဲနိုင်ဖို့အတွက် ရှမ်းပြည်နယ်တောင်ပိုင်းကလောဘူသားရှိရှင်တွင်ငွေစကောင်းတို့ရှေးဟောင်းမိရထားကိုအသွင်းပိုင်းတန်ရှင်ရေးပြုလုပ်ခြင်းနဲ့မိရထားအမြင်တင့်တဲ့စေဖို့စေတုပ်သားတွေပြန်လည်လှုပ်ဆောင်သွားမှာဖြစ်ပြီးအဆိုပါကလောရွှေညောင်လမ်းပိုင်းမှာပြေးဆွဲမဲ့ရှင်တွင်ငွေစ က်ကောင်းကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒုတိယဝန်ကြီးချုပ်နှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထုံးဦးကပြီးခဲ့တဲ့မေလ9ရက်ညနေပိုင်းကတွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။မိုင်း90ခန့်ရှိတဲ့ကလုံးရွှေညောင်ရထားလမ်းပိုင်းမှာရထားပြေးဆွဲချိန်3နာရီခန့်ကြာမြင့်မှဖြစ်ပြီးရထားပြေးဆွဲဖို့ခရီးစဉ်တစ်ချောင်းကိုချောင်းမီသွေးတန်ချိန်3တန်ခွဲ ကုန်ကြမယ်လို့လည်းသိရပါသေးရှင်။ ဆက်လက်ပြီးရန်ကုန်တိုင်းနိုင်မိုးကြီးနိုင်ပြီးမြို့ဝကျွန်းပေါ်နှင့်ရခိုင်ကမ်းရိုးတန်းအနီး၌လေတိုင်းနှုံးမြင့်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လာမယ့်အပတ်အတွင်းမှာရန်ကုန်တိုင်းမှာမိုးကြီးနိုင်ပြီးမြဝကျွန်းပေါ်ကံယူရန်နဲ့ရခိုင်ကံယူရန်အနီးရှိပင်လယ်ပြင်တွေမှာဒေသိုင်းနှုံးနဲ့လှိုင်းအမြင့်ဘေးတွေမြင့်တက်နိုင်တယ်လို့ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ ဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနဲ့မွန်ပြည်နယ်တွေမှာမေလ14ရက်ကနေ16ရက်နေ့တွေမှာ24နာရီအတွင်းမိုးရေချိန်55မီလီမီတာအထက်နှစ်လက်မအထက်မိုးရွာသုံးနိုင်မယ်လို့ဆိုပါတယ်။ ဒါအပြင်ရန်ကုန်တိုင်းရထွင်းရှိလေကူကုန်းတလက်ပေါင်းကြောက်တန်းနယ်၃ခွာမြို့နယ်တွေမှာမွေးရီချိန်30မီလီမီတာကနေ50မီလီမီတာနီးပါးအထိတည်တရမနှစ်လက်မကနေနှစ်လက်မကျော်အထိမိုးရွာသွန်းနိုင်ကမိုးများနိုင်မယ်လို့လဲဆိုပါတယ် အဲ့ဒါအပြင်လေပြင်းအားနဲ့ရှံဝန်းချောင်းမေလ16ရက်နေ့ညပိုင်းလောက်ကစပြီးဘင်္ဂလားပင်လယ်အော်အလဲပိုင်းပင်လယ်ပြင်မှာအားကောင်းတဲ့လေပြင်းအားနဲ့ရှံဝန်းတက်ခုဖြစ်လာပြီးနောက်ရက်တွေမှာအားပိုကောင်းလာနိုင်တာတွေးရထဲလို့လဲဆိုပါတယ်။ မေလ18ရက်ကနေ19ရက်အတွင်းနေ့ရက်သွေးမှာထော့မြို့ဝကျွန်းပေါ်ကံယူရန်နဲ့ရခိုင်ကံယူရန်အနီးပင်လယ်ပြင်မှာလေးတိုင်းနှုံးအမြင့်ဆုံးတနအီမိုင်း40နဲ့လှိုင်းအမြင့်10ပေးရအထိအမြင့်ဆုံးဖြစ်နိုင်ကြောင်းတွေးရထဲလို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းပုံအနေနဲ့ရှီဂျင်းပြင်းနဲ့ဗလာဒီမာပူတင်တို့ဆွေးနွေးပွဲအပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်သမ္မတရှီကျဖြင့်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ဟာဂျာတာဘရီနေမွန်လွယ်ပိုင်းကဆွေးနွေးပြောဆိုကြပြီးနောက်မော်စကိုခရက်မလင်မှာမီဒီယာထွေးနဲ့တွေ့ဆုံခဲ့ကြပါသည် နှစ်ဖက်သမရာတွေဟာကစ်တဲ့ဘတ်ဆုံပြူဟာမြောင်မိဖက်ပူပေါင်းရေးပုံမိုထီအောင်စေမဲ့ပူသွဲထုတ်ပြန်ချက်တစ်ခုမှလက်မှတ်ရေးထိုးခဲ့ချပြီးနှစ်နိုင်ငံချာပူပေါင်းဆောင်ရွက်မှုအမျိုးမျိုးအတွက်ဆောင်ရွက်စာရင်းများဖလှယ်ခဲ့ချပါတဲ့ရှိချစ်ဖြင့်ကအများဆုံးတွားရောက်ထားတဲ့နိုင်ငံဟာရုရှားဖြစ်တယ်လို့အလေးပေးပြောခဲ့ပါတဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့မျိုးချစ်စစ်ပွဲအောင်ပွဲ20ပြည့်အခမ်းအနားကိုလည်းတက်ရောက်မှာဖြစ်ပါထိနှစ်နိုင်ငံဟာခန်းနာမျိုးမျိုးမှနိုင်ငံရေးအပြန်အလှန်ယုံကြည်မှုနဲ့ပူးပေါင်းဆောင်ရွက်ရေးတိုးချဲ့မှုထက်ထဲဝင်ဝင်ရှိနေပြီးစဉ်ဆက်မပြတ်ပေါင်းစည်းခိုင်မာစေခဲ့ပါထိအချိန်အခါတွေအစင်လာထွေးကမကြုံစဘူးပြောင်းလဲနေတဲ့အချိန်မှာတရုတ်နဲ့ရုရှားတို့ကနှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုဦးတည်ချက်ကို အခိုင်အမာစုပ်ကိုင်းတင်ကဖွံ့ဖြိုးတိုးတက်ရေးရတဲ့ ်ဘုံမိုးပါဝင်ဆောင်ရွက်တင်ချောင်းရှီချစ်ဖြင့်ကအလေးပေးပြောသွားပါအထင်လွန်ခဲ့တဲ့နှစ်80ကတရုတ်နယ်ဆိုဖီယက်တိုက်ခိုက်ရေးသမားတွေ ပခုံးချင်းရှင်ပြီးဖက်စစ်တော်လှန်ခဲ့ကြပုံကိုပြန်လည်ပြောပြခဲ့ပါထိန်နှနိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းဖြင့်များစွာသောအခက်အခဲတွေကိုကြော့ဖြတ်ပြီးနှနိုင်ငံပြည်သူတွေနဲ့ကမ္ဘာ့ဖွံ့ဖြိုးရေးအတွက်ပေါအကျိုးဖြစ်ထုံးအောင်ဆက်လက်ကြိုးပမ်းသွားဖို့တိုက်တွန်းလိုက်ပါထိန် ကဘာကြီးမတိမငိမ့်ဖြစ်နေတဲ့ချားခါနေဗပောင်းဆုံးပြူဟာမြောက်ပူပေါင်းရေကိုမြင့်တင်ပြီးကဘာကြီးပုံမိုတိငိမ့်အေးချမ်းစေဖို့ဆောင်ရွက်သွားမယ်လို့ဂတိပြုကဏီကုန်းချုပ်ပြောခဲ့ပါတယ်လို့သိရပါတယ်ရှင်။ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုပါပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျွန်မကတော့မြန်မိုးထပ်ပါ။